အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ KNS Electronic Channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့အာကျွန်တော်အိမ်မှာအသုံးပြုနေတဲ့ Micro Laptop လေးဖြစ်ပါတယ်အာဒီဘောက်လေးကကျွန်တော်အသုံးမပြုရကြတော့ကျွန်တော်ချွတ်တွေကိုက်ပြီးတော့ဒီကျိုးတွေဘာမှမရှိတော့ဘူးအာကျိုးတွေဘာမှမရှိတော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီအားလေးကို wireless နဲ့ wireless ကလေးကိုအသုံးပြုပြီးတော့ကျွန်တော်ဒီဘောက်လေးကို ဟိုလက်နဲ့ဖွင့်လို့ရအောင်လုတ်လုတ်ပြတော့မှာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်မီးတွေပြက်နေတဲ့ချိန်မှာလည်းဒါတခါလေကျွန်တော်တို့အလေးတွေမီးပြလေးနဲ့အလင်းရောင်ထိုက်တဲ့လောက်အလင်းရောင်လေးရအောင်လို့ကျွန်တော်အလေးတွေမီးပြလေးကိုတက်ဆင်တာကိုလည်းတခါလေလုတ်ပြတော့မှာဖြစ်ပါတယ်ဒီပစ္စည်းလေးရတော့ကျွန်တော်ဒီမှာအသုံးပြုမဲ့ပစ္စည်းလေးပြထားဖြစ်ပါတယ်ကျွန်တော်ဒီမှာအသုံးပြုမဲ့ပစ္စည်းလေးတွေကို ကျွန်တော်တကူချင်းရှင်းပြကြပါမယ်ဒီကက်လေးကတော့ကျွန်တော်တို့ VHM 314 Bluetooth audio receiver ကလေးဖြစ်ပါတယ်ဒီကက်လေးမှာကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒီအလဲမှာအမ် GR ဆိုတဲ့စလုပ်လေးသုံးခုရှိတယ်ဒီ NGR ဆိုတဲ့စလုပ်လေးသုံးခုကကျွန်တော်တို့ကျွန်တော်အသုံးပြုမယ်စပီကာလေးပေါ့ ဒါမိုက်ကိုလက်ကပါတဲ့ speaker လေး3 watt 4 on 4 on 3 watt speaker လေးဖြစ်ပါတယ်ဒါ DNGR ဆိုတဲ့နေရာလေးမှာကျွန်တော် G ကတော့ ground ပေါ့ N ကတော့ left R ကတော့ right ဖြစ်ပါတယ်ဒါဒီလို speaker လေးနှလုံးနဲ့တခါရဲ့တွဲပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်အာကျွန်တော်ဒီမှာဆိုရင်တော့ဒီ speaker လေးတစ်လုံးနဲ့ကိုပဲကျွန်တော်သုံးပြပြီးတော့ပြလို့တော့မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင် နော်ဒီကက်လေးမှာခုနအန်ဂျီယာဆိုတဲ့စလုံးလေးပြင်ဟောဒီဘဘေးလေးမှာကျွန်တော်တို့ဘက်ထရီပေါ့ B plan နဲ့ B minus ဆိုတာပါပါတယ် B plan နဲ့ B B minus ကကျွန်တော်တို့ဒါဘက်ထရီနဲ့ join ပြီးတော့ဒီကက်လေးကိုပါဝါကြည့်လို့ရတယ်ဆိုပါဝါကြည့်လို့ရတာပေါ့ဒီစလုံးလေးတွေကနေပြီးတော့လीအဲ့ပြီးတော့ကျွန်တော်တို့ဒါဆိုရင် USB cable လေးဖြစ်ပါတယ် USB cable type B ပေါ့ USB USB charging type B နဲ့ဒါကျွန်တော်တို့ ုန်းအက်ဒပ်တာတိုက်ပီကောင်းလေးနဲ့ဒီကလေးကိုဒါကျွန်တော်တို့ပါဝါကျွေးလို့ရမှာဖြစ်ပါတယ်ဒါကတော့ပါဝါကျွေးတဲ့အပိုင်းနှစ်ပိုင်းပေါ့ USB တိုက်ပီတိုက်ပီဖုန်းအက်ဒပ်တာလေးနဲ့ပါဝါကျွေးတဲ့ပါဝါကျွေးလို့ရမယ်နောက်တစ်ခုကကြတော့ဒါကျွန်တော်တို့ဘက်ထရီပေါ့လီသီယမ်အိုင်ယွန်ဘက်ထရီနဲ့ကျွန်တော်တို့ပါဝါကျွေးလို့ရမယ်အဲဒီအပိုင်းကတော့ကျွန်တော်တို့ဒီ energy ဆိုတဲ့အပိုင်းကတော့ကျွန်တော်တို့ဒီ audio အတန်းထွက်အောင်လို့ကျွန်တော်တို့ ဒါ speaker လေးနဲ့ထွန်းရမယ်ဆက်လို့လေးတွေကိုဒါကျွန်တော်ပြောပြတာဖြစ်ပါတယ်ကျွန်တော်ဒါလေးကတော့ 1S BMS လေးဖြစ်ပါတယ်ဒီ 1S BMS လေးကိုကျွန်တော်ဒီမှာတုပ်ပြုမယ် lithium ion battery နဲ့တွဲဖက်ပြီးသုံးပြီးသွားမှာဖြစ်ပါတယ်ဒီ BMS လေးကို lithium ion battery နဲ့တွဲဖက်အသုံးပြုခြင်းအပြင်ကျွန်တော်တို့ battery ကနေပြီးတော့ battery ကိုကျွန်တော် charging သွင်းတဲ့အချိန်မှာ over charging ရနေကာကွယ်ပေးတယ် battery ကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ ပါဝါရီထုတ်ယူ30တဲ့အချိန်မှာလဲ over discharge ကနေကျွန်တော်ကာဝယ်ပေးတာဖြစ်ပါတယ်။ကျွန်တော် lithium ion battery လေးကိုကျွန်တော်တို့ charging သွင်းတဲ့အချိန်မှာ4.24ရောက်တဲ့အချိန်မှာ lithium ion battery လေးကကျွန်တော် charging အပြည့်အဝရရှိမှာဖြစ်ပါတယ်။4.24ရောက်ရှိသွားတဲ့အချိန်မှာ charging က full link ဖြစ်သွားတဲ့အချိန်မှာဒီ BMS လေးကနေပြီးတော့ကျွန်တော်တို့ lithium ion battery ကို charging သွင်းတာကိုကျွန်တော်တို့ auto cut out လုပ်ပေးမှာဖြစ်ပါတယ်။ဒီ lithium ion battery ကနေပြီးတော့ကျွန်တော်တို့ power ထုတ်ယူသုံးဆွဲတဲ့အချိန်မှာလည်းကျွန်တော်တို့ over discharge မဖြစ်အောင်လို့ပဲဒီ BMS လေးကနေပြီးတော့ကျွန်တော်တို့ကာဝယ်ပေးတာဖြစ်ပါတယ်ဒီ lithium ion battery ကနေပြီးတော့ကျွန်တော်တို့ power ထုတ်ယူသုံးဆွဲတဲ့အချိန်မှာကျွန်တော်တို့ lithium ion battery မှာဆိုရင် DOD ဆိုရယ် dot of discharge ဆိုတာရှိပါတယ်ဒီ DOD ဆိုတာကတော့ကျွန်တော်တို့ဒီ battery တစ်လုံးရထုတ်ယူလိုက်တဲ့ပမာဏကိုကျွန်တော်တို့ရာခိုင်နှုန်းနဲ့ပေါ်ပြပေးတာဖြစ်ပါတယ်ကျွန်တော် DOD ကိုကျွန်တော်ရာခိုင်နှုန်းနဲ့ပြပေးတယ် DOD 100%ဆိုရင်ကျွန်တော်တို့ battery ကိုအပြည့်အဝအထိကျွန်တော်ထုတ်ယူသုံးဆွဲလိုက်တာဖြစ်တယ် DOD 50%ဆိုရင်ဒါဒီဘက်တရီလေးကိုကျွန်တော်တဝက်ပဲသုံးလိုက်တာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့လစ်သီယမ်အိုင်ယွန်ဘက်တရီတွေမှာဆိုရင် ကျွန်တော်တို့4.2 volt 4.2 volt ဆိုတာကျွန်တော်တို့အားပြည့်နေတဲ့အခြေအနေပေါ့။အားပြည့်နေတဲ့အခြေအနေမှာဆိုရင် ကျွန်တော်တို့ DOD ရဲ့ percentage ပေါ့ DOD ရဲ့ percentage ကတော့ကျွန်တော်0ပဲဖြစ်တယ်။အဲ့မှာအဲ့ဘက်တရီလေးကနေပြီးတော့ကျွန်တော်တို့ power တွေထုတ်ယူသုံးဆလိုက်မယ်။ power တွေထုတ်ယူသုံးဆလိုက်တဲ့အချိန်မှာ DOD percentage 50ပဲရှိရော50ပဲရှိရောရင်ဒီဘက်တရီလေးကကျွန်တော်3.7 volt တွေပေါ့3.7 volt တွေ ကျွန်တော်မီတာလေးနဲ့တိုင်ကြည့်လိုက်တဲ့အချိန်မှာဒီပက်ထရီက3.7 voltage ရောက်သွားပြီဆိုရင်ဒါကျွန်တော်တို့50%အသုံးပြုပြီးဖြစ်ပါတယ်ကျွန်တော်တို့ဘက်ထရီက3.5 voltage ရောက်သွားတယ်ဆိုတဲ့အချိန်မှာကျွန်တော် DOD က80% 80%အသုံးပြုပြီးဖြစ်ပါတယ်အဲ့မှာဘက်ထရီက3.0 voltage ကိုရောက်သွားပြီဆိုရင်တော့ဒါ DOD 100%အသုံးပြုပြီးသားဖြစ်သွားပါတယ်ကျွန်တော်တို့ဒီ lithium ion battery တွေမှာဆိုရင်တော့ ကျွန်တော် DOD ကိုကျွန်တော်80 80တက်ကျော်ပြီးတော့ကျွန်တော်မသုံးတင်ပါဘူး DOD percentage 80ကျော်ပြီးသုံးလိုက်တယ်ဆိုရင်ဒါကျွန်တော်တို့ဘက်ထရီရဲ့တက်တန်းကိုတိုးသေးတယ်ဘက်ထရီကိုအမြန်ဆုံးအမြန်အမြန်ပြတ်လွယ်သေးရပေါ့အားကြောင့်မလို့ကျွန်တော် DOD percentage 80%နဲ့တပိုးပြီးမသုံးတင်ပါဘူး80%ဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောခဲ့တိုင်းလေလီသီယမ်အိုင်ယွန်ဘက်ထရီလေးကကျွန်တော်တို့ပါဝါကြီးထုတ်ယူသုံးဆွဲလိုက်တဲ့အချိန်မှာ3.5 volt ရောက်သွားတာဒါ80%ပေါ့ဒီဘက်ထရီကိုကျွန်တော်3.5 volt အောက်ကိုရောက်အောင် ကျွန်တော်တို့မသုံးသင့်ဘူးပေါ့ဗျာအားကြောင့်မလို့ကျွန်တော်တို့ဒီ BM bus လေးကိုခံထားခြင်းအပြင် over discharging ကိုသူကကာဝယ်ပေးတာဖြစ်တဲ့အတွက်ဒီကျွန်တော်လီသီယမ် ion battery လေးက3.5 volt တွေကိုရောက်သွားပြီဖြစ်တဲ့ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီ power ထုတ်ယူသုံးစဲမှုကိုသူက auto cut out လုပ်လိုက်မှာဖြစ်တယ်အားကြောင့်မလို့ကျွန်တော်တို့ဒီ BM bus လေးကိုတွဲသုံးခြင်းအပြင်ကျွန်တော်အသုံးပြုမယ်လီသီယမ် ion battery တွေကိုကျွန်တော်တို့ပြည့်စည်ခြင်းရနေပြီးတော့ကာဝယ်ပေးမှာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့လီသီယမ် ion battery ထည့်ပြီးအသုံးပြုလို့ရမယ် 1s ပေါ့ 1s 1s ဆိုတော့ကျွန်တော်တို့ lithium ion battery တစ်လုံးထည့်ပြီးအသုံးပြုလို့ရမယ်ဒါ battery holder လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီမှာအသုံးပြုမဲ့ lithium ion battery ပေါ့ဒီမှာ lithium ion battery မှာဆိုရင်ကျွန်တော်တို့သူ့ရဲ့ mAh ပါတန်နေက2000 mAh ပေါ့2000 mAh ပါတယ်ပေါ့ဒါလေးကတော့ကျွန်တော်တို့ဒီ lithium ion battery လေးကိုကျွန်တော်တို့ charge in သုံးပြီးမဲ့ကလေးဖြစ်ပါတယ်ဒီကက်ကလေးကတော့ကျွန်တော်တို့ဒါ IP 2312ပေါ့သူ့ရဲ့ဟိုသူ့ရဲ့ CD လေးနံပါတ်လေးက IP 2312ဆိုတဲ့ကတ်လေးကိုကျွန်တော်တို့လီသီယမ်အိုင်ယွန်ဘက်တရီကိုကျွန်တော်တို့ချခြင်းချာဂျင်ချာဂျင်လုတ်တဲ့နေရာမှာအသုံးပြုဖို့အတွက်ကျွန်တော်ဒီကက်လေးကိုအသုံးပြုထားပါတယ်။ဒီကက်လေးကဆိုရင်တော့ကျွန်တော်တို့လီသီယမ်အိုင်ယွန်ဘက်တရီကျွန်တော်သုံးပြီးမဲ့လီသီယမ်အိုင်ယွန်ဘက်တရီကို1 ampere နှုန်းနဲ့ကျွန်တော်ချာဂျင်သုံးပြီးမှဖြစ်ပါတယ်။အဲသူ့မှာဆိုရင်တော့ကျွန်တော်တို့ဒါ type c ပေါ့။အာ type c ကောင်းလေးပါဘူး။အာဒါကျွန်တော်တို့ဖုန်းနေမှာဖုန်းချာဂျင်သွင်းတဲ့ကျွန်တော် adapter လေးပေါ့။ type c adapter လေးနေကျွန်တော်တို့ အာဒီမှာတိုက်စီဒက်တာလေးနဲ့အာသွန်လိုက်အောင်ပဲပေါ့ဒီအားလေးကဒီမှာဆိုရင်ကျွန်တော်ဒီကလေးမှာဆိုရင်ဒီဘက်မှာဆိုရင် B black B minus ပါပေါ့ဒီ B black B minus ကကျွန်တော်ပတိလေးကိုချိတ်ဆက်ပြီးတော့ဒီကလေးကနေပြီးတော့ကျွန်တော်တို့ဒီကျွန်တော်အသုံးပြုမဲ့လစ်သီယံအိုင်ယွန်ပတိလေးကိုချာကျင်သွင်းပေးဖို့အတွက်ဒီကလေးကိုအသုံးပြုမှာဖြစ်ပါတယ်ဒါလေးကတော့ motor speed controller လေးဖြစ်ပါတယ်ဒီ motor speed controller လေးကိုကျွန်တော်တို့ဘယ်မှာသုံးမှာလဲဆိုတော့ကျွန်တော်ဒီမှာ ဒါစပီကာလေးအပြင်ကျွန်တော်ပြီးပြတ်နေတဲ့အချိန်မှာကျွန်တော်တို့ဒါ lighting ရအောင်ပေါ့ lighting ရအောင်လို့ဒါ3.7 4ဒါမီးပြားလေးပေါ့ဒီ3.7 4မီးပြားလေးကိုကျွန်တော်တို့အလင်းရောင်ကိုသူ့ရဲ့အလင်းရောင်ကိုအတိုးစော်လုပ်ပေးတဲ့နေရာမှာကျွန်တော်တို့ဒီ motor speed controller လေးနဲ့တွဲဖက်ပြီးတော့ကျွန်တော်အသုံးပြုဖို့အတွက်ကျွန်တော်ဒီကလေးကိုအသုံးပြုမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်စတင်လိုက်ကြအောင်ဟုတ်ဒါ BMS လေးကိုတက်ခဲလေးနဲ့အရင်တွဲပဲ။အဲ့တော့လေ့တင်အရင်ပထီလေးကိုသူရဟိုဒါလေးတွေအရင်ထည့်လိုက်မယ်။ဟုတ်ပြီအဲ့ဒါကျွန်တော်တို့အရင်ဆုံးလေ့တင်အရင်ပထီလေးကိုကျွန်တော် BMS လေးနဲ့အရင်တွဲမယ်နော်။အာဒါလေ့တင်အရင်ပထီရဲ့ပလက်ဘက်ကိုကျွန်တော် BMS ရဲ့ဒီပလက်လေးနဲ့ကျွန်တော်တွဲပေးမယ်။ ီမိုင်းနက်လေးကိုတော်လေးပြအိုင်ပတ်တီရဲ့နှုတ်ဝင်နေတယ်ပြလာမနော်အော်ဒါဆိုရင်ကျွန်တော် PMS နဲ့တွဲပြီးသွားပြီပေါ့နော်။ဟုတ်ပြီအဲ့ဒါကျွန်တော်မီတာလေးနဲ့ချက်တိုင်းကြည့်မယ်နော်။ 4.07ကိုရှိရပေါ့ဒါဒီပတိလေးကအပြည့်အောင်တော့ကျွန်တော်သွင်းအောင်ပေါ့အဲမှာကျွန်တော်တို့ပါဝါထုတ်ယူသုံးဆွဲမယ် P+ P9 မိုင်းနက်လေးကိုလည်းတိုင်းကြည့်4.07နော်အဘယ်အတွင်းကျွန်တော်တို့တကယ်လေးနဲ့ BMS လေးနဲ့တွဲတဲ့ဘိုင်းတော့ပြီးသွားပြီပေါ့နော်ကျွန်တော် audio receiver ကလေးကိုဟို connection လေးတွဲမယ်နော် rais pada baru pelacur dia tuan Petrina cek sabut tu P minor ma minor tu Tchau, tchau. ဒီ audio ကလေးနဲ့ပတိနဲ့တွဲမဲ့ဆိုတဲ့အချိန်မှာကျွန်တော်ဒီပတိအပေါင်းဘက်ကိုကျွန်တော် switch လေးခံထားပေါ့။ switch လေး switch လေးခံထားတယ်။အဲ switch လေးရဲ့ဒီတစ်ဖက်ကိုကျွန်တော်တို့ပတိရဲ့အပေါင်းနေရာမှာပတိရဲ့အပေါင်းနေရာမှာခဲဆုံးမှာ Es der PMS sesliye cennete fagu cennoru yemez ye biva matam yemez ye cennoru biva matam ေရသွားပြီဒါအခုဆိုရင်တော့ VPN ကတ်လေးကိုကျွန်တော်ဝါ connection လုပ်တဲ့အပိုင်းပြီးတော့ပါပြီဒါ B plan နဲ့ B mine လာပေါ့ဒါ B plan B plan ကနေပြီးတော့ကျွန်တော်တို့ဘက်ထရီကိုသွားတဲ့အချိန်မှာကျွန်တော်ဒီမှာဆက်လေးခံထားပေါ့ဆက်လေးခံထားတယ် B mine ကအာ B mine ကဒါဒီဘက်ထရီနဲ့ join ထားတဲ့ BMS ရဲ့ဒါ mine ကိုသွားတယ် ဒီရပလက်ကတော့ PMS ရပလက်မှာကျွန်တော်ဆွစ်လေးခံထားပါဘောနော်အဲဒီကနေပြီးတော့ NGR မှာကျွန်တော် G ကိုတော့ကျွန်တော်တို့ဒါ audio ရဲ့ minus join ထားတယ်ဒီဘက်က R လေးကိုတော့ကျွန်တော်တို့ဒါ speaker လေးရဲ့ plan နဲ့ join ထားတယ်ဘောနော်အော်ဒီအဆိုရင်ကျွန်တော်ဒီ VHM ကလေးအလုံးမလုံးလုံးလုံးချက်စမ်းကြည့်မယ်နော်လုံးလုံးမလုံးချက်စမ်းကြည့်မယ်ကျွန်တော်ဒီမှာခံထားတဲ့ switch လေးပေါ့ဘက်ထရီကနေပါဝါကျွေးတဲ့အချိန်မှာခံထားတဲ့ switch ကလေးပေါ့ ဒီ16လေးကိုဒီ16လေးကိုကျွန်တော်ဖွင့်လိုက်ဟောဒါ variation ကလေးဒီကိုကျွန်တော်ပါဝါရောက်ပြီးတော့ဒါပါဝါလုံးလုံးနေပါပြီဟုတ်ပြီအဲ့ဆိုဒါကျွန်တော်တို့ဒီ speaker လေးကိုဖွင့်ဖို့အတွက် speaker လေးကိုဖွင့်ဖို့အတွက် variation ကလေးကိုပါဝါကြွေးတဲ့ဘိုင်းပြီးပါပြီကျွန်တော်ဒီမှာဒီ battery ကနေပြီးတော့ကျွန်တော် charging ယူမသုံးချင်ဘူးဆိုရင်ဒီ switch လေးကိုပိတ်လိုက်ဒီ switch လေးကိုပိတ်လိုက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တိုက်ပြီးကောင်းလေးနဲ့ ျွန်တော်တို့တိုက်ပြီးကောင်းလေးနဲ့ပေါ်မှာကြွေးကြည့်မယ်နော်ဟောမိလေးလေးနဲ့နော်ဒါဆိုရင်ဒါ DDPSN ကလေးကိုကျွန်တော်ပထရနေပြီးတော့ပါပါ ਉ တိုက်ရိုက်မကြွေးပဲနဲ့ပါရအောင်မကြွေးပဲနဲ့ကျွန်တော်ဒါတိုက်ပြီးဖုန်းအက်ဒပ်တာလေးနဲ့ကျွန်တော်ပေါ်မှာကြွေးတာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ဒီ connection ပြီးတော့ဒီ video channel ကလေးကိုကျွန်တော်ဒီမှာထိုင်ချောင်းပါတော့ call လေးနဲ့တော့ပြီဗီရရှံကလေးကိုကျွန်တော်တို့ audio receiver လေးကိုအထိုင်ချပြီးတဲ့အချိန်မှာ ကျွန်တော်အသုံးပြုမဲ့လီသီယံအိုင်ယွန်ကိုချာကျင်ပေးဖို့အတွက်ကျွန်တော်တို့ဒါလီသီယံအိုင်ယွန်ပတိချာချာလေးကို BMS လေးနဲ့ကျွန်တော် join မယ်ပေါ့နော်ကျန်ကလေးပြလမိုင်းနဲ့အချို့ ဒီကျိုးလေးကိုကျွန်တော်တို့ BMS ရဲ့ B plus B minus မှာသွားချမ်းမယ်နော်ဒါဆိုရင်ကျွန်တော်လီသီယမ်အိုင်ယွန်ပတ်တီကိုချာဂျင်သွင်းဖို့အတွက်ဒီချာဂျင်ပေါ်ကျူးလေးရနေပြီးတော့ဒီ BMS ရဲ့ B plus နဲ့ B minus ကိုကျွန်တော်တို့ဒါသွားချမ်းပြီးသွားပြီပေါ့အဲ့တော့ဒါ BMS ရဲ့ B plus နဲ့ B minus မှာဆိုရင်ဒါချာဂျင်ရနေပြီးတော့ဝင်လာတဲ့အပေါင်းနှုတ်တချို့ရှိမယ်ကျွန်တော်တို့ဒီ VHN ီ speaker လေးအတွက်ကိုကျွန်တော်တို့ discharge ချင်းကျိုးအပေါင်းလို့တချိုးရှိမှာပေါ့နော်။ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒါဒီ charging module လေးကိုကျွန်တော်တို့ call လေးနဲ့အထိုင်ချမှာပေါ့နော်။ call ကန်လေးနဲ့ ါဆိုရင်ကျွန်တော်ဘက်ထရီလေးကိုချာကျင်သွင်းဖို့အတွက်ချာကျင်မော်ဂျူးလေးကိုအထိုင်းချပြီးရတဲ့အချိန်မှာကျွန်တော်မီးရင်လေးဆက်လုပ်မယ်ပေါ့နော်မီးရင်လေးလုပ်မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့မော်တာစပီးကွန်ထရိုလာလေးပေါ့ဒါလေးကိုအသုံးပြုမယ်ဒါလေးကိုအသုံးပြုမယ်ဆိုတဲ့အချိန်မှာဒီနောက်မှာကျွန်တော်ဂျူးလေးကြောင့်ထုတ်တယ်ပေါ့နော်ဂျူးလေးကြောင့်အဲဒီမှာဒီအဖြူနဲ့အနက်နဲ့啊ကျွန်တော်မော်တာပေါ့မော်တာကျွန်တော်ကဒီမှာတော့မော်တာနဲ့မော်တာနဲ့ဂျိုင်းမှာပေါ့နဲ့မီးအိမ်လေးနဲ့မီးရွာလေးနဲ့ဂျိုင်းမှာဖြစ်တဲ့အတွက် ီအဖြူနဲ့အနက်ကြိုကကျွန်တော်တို့မီးအိမ်ရဲ့အပေါင်းနှုတ်ကိုသွားမယ်ပေါ့နော်အဲဒီ V plan နဲ့ V minor ကကြတော့ကျွန်တော်တို့ဒါ battery ကိုသွားချောင်းရအောင် battery ရနေပြီ battery ရဲ့ BMS က V plan နဲ့ V minor ကိုသွားချောင်းရအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့သွားချောင်းလိုက်ကြအောင်နော်ဒါအခုဆိုရင်ကျွန်တော် motor speed controller လေးရဲ့ဒါ V plan နဲ့ V minor ဒီအနီကြိုးလေးနဲ့အနက်ကြိုးလေးကိုကျွန်တော်ဒါ BMS ရဲ့ အပေါင်းနဲ့အနှုတ်ကိုသွားပြီး try ပြီးသွားပါပြီ။ဒါဆိုဒါ BMS ရဲ့အပေါင်းနဲ့အနှုတ်မှာကျွန်တော်၃ဂျိုးရှိမှာပေါ့။ဒီဂျိုးကကြတော့ကျွန်တော် charging လုပ်ဖို့အတွက်ဒီ charging ကလေးကနေလာတဲ့အနီးနဲ့အနက်ကတစ်ဂျိုး။အော်ကျွန်တော်တို့ဒီ motor speed controller လေးရဲ့အနီးနဲ့အနက်ကတစ်ဂျိုး။ကျွန်တော်ဒီ VHM ပေါ့ဒီ VHM audio receiver လေးရနေပြီးတော့အနီးနဲ့နဲ့ကတကြိုးသုံးကြိုးပေါ့နော် charging က charging သုံးဖို့အတွက်ကတော့တကြိုးနဲ့ discharging အတွက်ကနှစ်ကြိုးဖြစ်ပါတယ် ါကြောင့်ဒီအဖြူနဲ့အနက်ပေါ့ဒီအဖြူနဲ့နက်လေးကိုကျွန်တော်တို့မီးပြားလေးပေါ့မီးပြားလေးရဲ့အပေါင်းနဲ့နှုတ်နဲ့တော့ချိုင်းမယ်နော်အဲ့ဒါရ3.7ပို့အန်လီဒီမီးပြားလေးကိုဒီမီးပြားလေးကိုတော့ဒီမှာတပတ်တည်းလေးနဲ့ကတ်လိုက်ပေါ့တော်တော်လေးနဲ့ကတ်လိုက်မယ်ကတ်လိုက်ပြီးတော့ဒီအဖြူလေးအပေါင်းကျိုးလေးကို အဲ့ဒါဆိုကျွန်တော်မိပြားလေးကိုဒီပေါက်ရဲ့ဒီဘချမ်းမှာတော့ double day လေးနဲ့ကတ်ကတ်ပြီးတော့ဒါမိပြားလေးရဲ့အပေါင်းနဲ့အနှုတ်ကနေပြီးတော့ကျွန်တော်ဒါ motor speed controller လေးရဲ့ဒါ motor ဆိုတဲ့ amplet နဲ့ amine ကိုဒါ apply နဲ့အနေနဲ့ join ထားပါဘောနော်ဒါတော့ဒါ wire connection ပြီးသွားပြီးသွားပြီဆိုတဲ့အချိန်မှာကျွန်တော်မိပြားလေးကိုဖွင့်ကြည့်တော့ပါ တင်းတယ်ပေါ့နော်ဒါကြောင့်ခလုတ်အတူ short လေးလုပ်ကြည့်မယ်ဟောလင်းလာပြီဒါလည်းအကြောင်းအလင်းမောင်းအတူ short လုပ်တော့ပေါ့ကြအဲ့ဒါကျွန်တော်တို့ဝတ်နေ connection ကြီးအားလုံးပြီးသွားပြီဖြစ်တဲ့အတွက် ီ motor speed controller လေးကိုထိုင်းချမယ်ခုဆိုရင်တော့ကျွန်တော် motor speed controller လေးကို poly ဖောက်ပြီးတော့နေရာချပြီးတော့ပါပြီဆိုလေးဆိုရမယ်ဒါ receiver ကလေးကိုနေရာချတာဖြစ်ပါတယ် ်ဒါတော့ charge သုံးဖို့အတွက် IP 2312ကလေးဦးနေရာ charge ဖြစ်ပါတယ်ဒါတော့ speaker လေးဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စမ်းကြည့်ကြမယ်နော်ဟာဒီလေးလင်းလာကြောင်မီယာလေးတင်လိုက်မယ်နော်။အော်မီယာလေးတင် ိုလင်းလာပြန်လျှော်မယ်ပြလာโอเคအဆိုရင်ကျွန်တော်တို့ပောက်ကလေးကိုတစ်ချိန်ဖွင့်ကြည့်မယ်ပောက်ကလေးတစ်ချိန်ဖွင့်ကြည့်မယ်ဆိုတော့တက်ခဲရနေပဲကျွန်တော်ပါဝါချင်းမှာဖြစ်တဲ့အတွက်ခလုတ်လေးနှိမ့်လိုက်မယ်နှိမ့်လိုက်တော့ရစီပါကလေးကလင်းလာပြီဟုတ်ပြီအဲ့တော့ကျွန်တော်အကုန်လုံးဆင်ပြီးသွားပြီဆိုတော့ကျွန်တော်တစ်ချိန်လေးဆန်းဖွင့်ကြည့်မယ်နော်ဘလူးတူးလေးချက်ကြည့် ဟာကိုနေတက်ဖြစ်သွားပြီ Bluetooth speaker လေးတစ်ခုပြီးသွားပြီเนาะအာဆိုရင်ဒါကျွန်တော်တို့ speaker ဖွင့်နေရင်လည်းကျွန်တော်မီးပြတ်သွားရပေါ့မီးပြတ်သွားရင်ကျွန်တော်တို့ပြီးလေးထွန်မယ်เนาะပြီးလေးထွန်မယ်ဒီ cloud လေးကိုဟာအဲ့ဒါလင်းရတော့ကောင်းပါလေ ောင်းလေးပါဝါကြီးပြန်ဖို့နော်ခုဆိုရင်တော့ wireless bluetooth မောင်းလေးဒါပြီးသွားပါပြီခင်ဗျာပြင်နေအချိန်မှာကျွန်တော်တို့မီလဲထုံးလို့ရမယ်သချင်းလေးနောက်ထုံးလို့ရမယ်ဟုတ်ပြီအားလုံးကြောင့်ဒီပိုင်းကတည်းသုံးကြည့်ကြမယ်ဒါကမီလဲထုံးပြီ bluetooth လေးဖုန်းပြီဟောဘယ်လိုချိန်ထားဆိုချင်းလေးဖုန်းပြီ 哦，清理穿的，那也没别的，哎，这种你侣穿的，你穿那个。欸 都可以去毕业，都可以去当兵，都可以去哪边。<noise> <noise>